ခုလိုမျိုးလမ်းသွဲနေပြီးတော့အဲလမ်းမောက်ထွက်မယ်ဆိုရင်ဘယ်လိုထွက်မလဲဆိုတော့ဟုတ်ပြီကျွန်တော်တို့ဘယ်လမ်းသွဲပဲထွက်ထွက်ပေါ့နော်ကောရက်ကိုရဲမှာဖြစ်ပါတယ်ကောရက်ပြီးရှေ့နောက်ပညာတိကျွန်တော်တို့ရှင်းပြီဆိုမှထွက်ရမှာဖြစ်ပါလားခင်ဗျဟုတ်ပြီလမ်းသွဲထဲနေထွက်မယ်ဆိုရင်လမ်းထဲရက်ခဏနေရင် ားနားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီမိမိရဲ့ညာခြေထောက်အောက်မှာကောက်ဘိန်းရှိတာဖြစ်ပါတယ်အဲ့ဒီကောက်ဘိန်းနဲ့ကိုယ်ကားကောင်းနဲ့အဲတလန်ကြွကြွတော့ရှိတာပေါ့နော်အဲကိုယ့်ကိုချိန်ဆပြီးတော့နားရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဒါဆိုရင်ဒီဘက်ကိုကြည့်မယ်ဒီဘက်ကိုတစ်ချက်တည်းနဲ့ကြည့်လို့မပြီးပါဘူးကျွန်တော်ဟိုဘက်ကလည်းကြည့်ရမှာဖြစ်ပါတယ်ဘယ်ညာရှေ့နောက်အကုန်လုံးကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီနည်းနည်းထွက်မယ်လုံးနေတယ်ဆိုရင်နည်းနည်းထွက်မယ်ဟုတ်ပြီဆိုင်ကယ်လာနေဆိုရင်မထွက်သေးပါဘူးကျွန်တော်ခဏဆောက်ပါ အဲအခုဆိုရင်ကာတီတီလာနေသေးတယ်ထွက်လို့မရသေးပါဘူးကျွန်တော်လက်ကင်ကိုကအကုန်လုံးခောက်လိုက်ရင်ကျွန်တော်ဘေးရပိုင်နဲ့ညှိသွားမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်လက်ကင်အကုန်လုံးမခောက်သေးဘူးကျွန်တော်လမ်းချင်းတွေကြည့်ပြီးတော့ဟုတ်ပြီဒါဆိုရင်ဒီဘက်ရှင်းနေပြီရှင်းနေပြီကားဘေးကလမ်းပေါ်ရောက်ပြီဆိုတာနဲ့ကျွန်တော်ကားကိုလက်ကင်ကိုလှည့်မှာဖြစ်ပါတယ်တပတ်ဟုတ်ပြီလူသေးလားလူသေးရင်ပြန်ခောက်အဲ့ဒီလိုမျိုး လက်ကင်ကိုကြုံပြီးတော့မခောက်ထားပါဘူးကြုံပြီးတော့ခောက်ထားမှဆိုရင်ကျွန်တော်တို့ဘေးမှာရှိတဲ့ဟာတွေ platform တွေရှိတဲ့ဆိုရင် platform နဲ့ကိုယ့်ရဲ့ carbon တွေနဲ့ညှိသွင်းနိုင်တာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီအဲ့ဒါလိုမျိုးထွက်ရမှာဖြစ်ပါတယ်ခင်ဗျာ